ဆရာကြီးမင်္ဂလာပါရှင် မင်္ဂလာပါသမီးအခုမေကွန်းရှင်ကမတ်ဤသက်ထွေးပါဟုတ်ပြီဤသက်ထွေးအသက်28နှစ်ပါပဲအေးအရွယ်ကောင်းလေးတွေမေးကြတယ်ပါနော်ကလေးတယောက်မိခင်တဲ့ဟုတ်ပြီကလေးက9နှစ်ရှိပြီပေါ့နော်အိမ်မဲရပါသူက28နှစ်ဟုတ်ကဲ့ဆရာကြီးအဲ့တော့သူအသက်20လောက်မှအိမ်တော်ကြတဲ့သဘောပဲနော်ဟုတ်ကဲ့ဆရာကြီးဆရာကြီးရှင်တဲ့အသက်25နှစ်တုန်းကတဲ့အဆုတ်ပြည်တယ်လို့တဲ့စေယုံတက်ကုသခဲ့ရပါတယ်တဲ့ ုတ်ပြီအခုတဲ့အသက်28နှစ်မှာတဲ့ကြောနေရင် အောင်းချောင်းပြန်ဆိုးလို့တဲ့သွေးတလိပ်စစ်တဲ့အခါမှာတဲ့တီဗီတဲ့အခုတဲ့ဆေးရနှစ်လစာပေးလို့တောက်နေပါတယ်တဲ့အဲ့ဒါအဲ့ဒီကိုစ်ကတော့ဟုတ်ကဲ့ဆရာဆရာကိုညွှန်ကြားတဲ့အတိုင်းနေဟုတ်ကဲ့ပါပြည့်စုံအောင်တောက်ပါဟုတ်ကဲ့ပါဆရာကြီးမရက်ပါနဲ့ဟုတ်ကဲ့ပါနောက်တစ်ဖက်ကလည်းပဲအကြုံနဲ့အဆက်တွေကိုရှောင်ပါဟုတ်ကဲ့ပါဆရာကြီးဟိုကပေးတဲ့ဆေးဦးတဲ့စနစ်ကြကိုစ်ကုံနဲ့အထိတောက်ပါ ဟုတ်ကဲ့ပါဆရာတပွဲတစ်ပြည့်ရထားလို့တက်တာသွားပြီးတော်ပြီဆိုပြီးတော့ကိုအသိစိတ်တိုင်းကိုမရက်ပါနဲ့ဟုတ်ကဲ့ပါဆရာကိုကုသပေးတဲ့ဆရာဝန်ရဲ့ညွန်ကြားချက်အတိုင်းလိုက်နာပြီးတော့ကိုဝါဒါမပေါ်ပါနဲ့ဟုတ်ကဲ့ပါဘေးလူတွေကိုအနှောက်ရှက်ဖြစ်မယ်ဘေးလူတွေကိုကူးမယ်ဒါကူးဆက်တာဟုတ်တယ်မြေဟုတ်ကဲ့ပါဆရာပို့ပို့ဟုတ်ကဲ့ပါအဲ့ဒါလေးကတော့မပေါ်ပါနဲ့လို့ပြောချင်နော်ဟုတ်ကဲ့ပါဆရာတလားရှိပြီတဲ့ စေးတောက်တာကြောနဲ့ရင်နေရတယ်အောင်းလုံးပါပဲတဲ့อืมဟုတ်ပြီဆရာကြီးစီမာလဲတဲ့ဆေးပြဘူးပါတယ်တဲ့ဟုတ်ပြီဆရာကြီးစီကနေတဲ့နီးလန်းယူခြင်းပါတယ်တဲ့အသားရည်လဲမွဲချောက်လာလို့ပါရှင်တဲ့ဟုတ်ပြီအသားရည်မွဲချောက်လဲဆေးရက်လဲနီးလန်းမပြီးပြီးသားပါဒါပဲမဲ့လို့နာဘူးထပ်မှန်ပြောပြောခြင်းပါတယ်ဟုတ်ကဲ့ပါဆရာနော်လူတိုင်းဟာဘာလူမျိုးဘာကိုယ်ွယ်ကိုယ်ွယ်တောင်ပေါ်နေနေမြေပြတ်နေနေဆဲရဲဆဲရဲချမ်းသာချမ်းသာ စားသမျှအရသာချောင်မြူတဲ့ပိုးမစားနိုင်ပါဘူးဟုတ်ကဲ့ပါဆရာကြီးချူချင်ဆက်ဖန်ခါငံဘယ်နှမျိုးလဲချောင်မြူပါဆရာအဲ့ဒီချောင်မြူကိုကြော်ရင်လော်ရင်မိဖို့ရင်กินရင်ကြက်တိုက်ရင်ဟုတ်ကဲ့ပါဆရာအဲ့တော့စီးပညာအရကျတော့အသိတတိထားရတယ်အာဂါဒလို့ခေါ်တယ်ဟုတ်ကဲ့ပါဆရာကြီးအာဂါဒလို့ခေါ်တယ်အဲ့ဒီအာဂါဒစာမှန်သမျှအကုန်ရက်ပါသမီးဟုတ်ကဲ့ပါဆရာကြီးနော်ဥပမာအဖြစ်ဤကြွေးလို့စမှုစားလို့ဘရာကျော်လို့ငါးကျော်လို့ကြက်ကျော်လို့ခလေးတွေစားတဲ့ လေးနဲ့ဖောင်းထားတဲ့အာလူကျော်ငမုတ်ကျော်လို့ဟုတ်ကဲ့ပါဆရာအဲ့လိုအကျော်တွေကိုရှောင်ပါနော်ဟုတ်ကဲ့ပါဆရာတကယ်လို့စားခြင်းရင်လည်းပဲအဲ့အကျော်တွေစားခြင်းလည်းပဲမကြီးဖြော်ရည်တို့ဒိန်ညင်တို့နဲ့တွေ့စားတာမျိုးဆိုတော့စားတင်ပါလေစားပါဟုတ်ကဲ့ပါဆရာရှောင်နိုင်တော့အကောင်းဆုံးပါနော်ဟုတ်ကဲ့ပါဆရာအဲ့လိုအကျော်မင်းသားရှောင်လို့အချင်းနဲ့အခါကိုမှန်မှန်လေးစားပေးရင်စေကုသာသမျှစေကုဘီတကယ်တို့ဟုတ်ကဲ့ပါဆရာယောဂဟာပျောက်ကင်းသက်သာပါမှာပါလို့ဆရာကြီးက ူညီလမ်းညွှန်လိုက်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကဲဘုရားရှင်းကြပါစေဗျာ